ရာသားတို့ကအခုလိုမျိုး diamond နဲ့အများကြီးကိုလည်း free လို့ခြင်းနေပြီးတော့ mobile legend player တိုင်းရဲ့အိမ်မက်ဖြစ်တဲ့ KOL ဘောင်ကြီးကိုလည်းပိုင်ဆိုင်ခြင်းနေဆိုရင်တော့ KOL တယောက်ဖြစ်ဖို့မဖြစ်မနေသိထားတဲ့အချက်လေးတွေကိုကျွန်တော်အနေနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်။ video မစခင်ပြောချင်တာကကျွန်တော်အနေနဲ့ဒီ video ထဲမှာပြောပြမယ့်ဟာတွေကဆရာကြီးပုံစံနဲ့ပြောသလိုဖြစ်သွားခဲ့ရင်အားလုံးကိုတောင်းပန်ပါတယ်ဗျ။အဲဒီတော့ KOL တယောက်ဖြစ်ဖို့ဆိုရင်ဘာတွေလိုအပ်လဲကနေစပြီးတော့ပြောမယ်။ KOL တယောက်ဖြစ်ဖို့ဆိုရင်တက်ဆိုင်ရာ platform တွေမှာလိုအပ်တဲ့ follower အကြီးအတွက်ကကိုယ်မှရှိနေဖို့လို အပ်ပါတယ်။ဘာတွေလိုအပ်လဲဆိုတာကတော့ brother တို့အခုမြင်တွေ့နေတဲ့အတိုင်းဖတ်ကြည့်ရင်သိလောက်မယ်လို့ထင်ပါတယ်။အဲတော့နံပါတ်1အရေးကြီးဆုံးကဘာလဲဆိုရင်တော့ ရေပုံညာအဖြစ် KON ရဲ့ rule တွေထဲမှာ diamond မယောင်းရဘူးအကောင့်မယောင်းရဘူးစတဲ့ဟာတွေကိုတော့အားလုံးနဲ့သိပြီးလောက်မယ်လို့ထင်ပါတယ်။ဒါတွေပဲသိပြီးတော့ KON တယောက်လုံးမယ်ဆိုလို့ရှိရင်တော့နည်းနည်းလေးတော့လွဲနေသေးတယ်။ဘာလို့လဲဆိုတော့ကိုတင်မဲ့ platform ရဲ့ guideline တွေ rule တွေကိုလည်းနားလည်ဖို့လိုအပ်တယ်။ကျွန်တော်ဘာလို့အခုလိုပြောရလဲဆိုရင်တချို့က KON ပြစ်ဖို့အတွက်အချိန်အကြာကြီးစူးစမ်းခဲ့ပြီးကမှကိုယ့်ရဲ့ channel ကိုယ့်ရဲ့ account တွေက strike တွေထိပြီးပြတ်သွားတတ်တာမျိုးတွေလည်းရှိပါတယ်။ အဲ့ဒီတော့ကိုကဗီဒီယိုတင်မဲ့ platform ရဲ့ guideline နဲ့ rule တွေကိုလည်းတိကျနားလည်အောင်လုပ်ထားဖို့လိုအပ်ပါတယ်။နံပါတ်1အချက်ကတော့သူများရဲ့ video တွေကိုလုံးဝယူမသုံးဖို့ပါ။ ကိုကမဖြစ်မနေသုံးရမယ်ဆိုရင်တော့မှ original upload လုပ်တဲ့သူကိုခွင့်ပြုချက်တောင်းပြီးမှတင်နေပါတယ်။နောက်ပြီးတော့ကျွန်တော်ကဘာလို့သူများ video တွေကိုယူမသုံးပါနဲ့လို့ပြောရလဲဆိုရင်ထားပါတော့ bro တို့က YouTube ပေါ်မှာတွေ့တဲ့ video တပုတ်ကို TikTok ပေါ်မှာပြန်တင်လိုက်တယ်။တင်လိုက်တဲ့အထိကတော့ပြဿနာမရှိသေးဘူး။ပြဿနာကဘယ်မှာစရှိမှာလဲဆိုရင်တော့ KO1 ရှောက်တဲ့နေရာမှာပြဿနာစရှိမှာပဲဖြစ်ပါတယ်။အဲဒီအကြောင်းတွေကိုလည်းကျွန်တော်အနေနဲ့အရှိအရှိအကြီးတွေလုပ်ပြီးတော့ပြောပြမနေတော့ဘူး။အဲတော့ KO1 ရှောက်မဲ့ brother ကြီးအနေနဲ့ကသူများ video တွေယူသုံးတာကိုတတ်နိုင်သမျှရှောင်ပေးပါ။တကယ်လို့မဖြစ်မနေ နေသုံးရမယ်ဆိုရင်တော့မှမွန်ရစ်တင်ထားတဲ့သူကိုခွင့်ပြုချက်လေးတောင်းပြီးမှတင်တင်ပါတယ်နောက်ထပ်သတိထားစရာတစ်ခုအနေနဲ့ကတော့ KO1 ရှောက်မဲ့ brother တွေအနေနဲ့ကဗီဒီယိုတွေလုတ်တဲ့အခါမှာ advance ပေါ်ပေါ်မှာမထွက်သေးတဲ့ hero တွေ event တွေအကြောင်းကိုတင်လို့မရပါဘူးနောက်ပြီးတော့ diamond အယောင်းဝယ်လုတ်တာတွေ ACC အယောင်းဝယ်လုတ်တာတွေကိုလည်းလုတ်လို့မရပါဘူးအဲဒီတော့ကျွန်တော်ရှေ့ကပြောခဲ့တဲ့အချက်လေးတွေအားလုံးကိုမဖြစ်မနေတည်ထားပြီးဆိုရင်တော့မှ KO1 တယောက်စပြီးတော့လုတ်ဖို့အတွက်အဆင်ပြေသလောက်ကိုဖြစ်နေပါပြီ အဲ့ဒီတော့ဒီဗီဒီယိုရဲ့အရေးကြီးဆုံးအပိုင်းဖြစ်တဲ့ကျွန်တော်တို့ KOL တယောက်မဖြစ်ခင် follower ရှာနေတဲ့အချိန်အတော်အတွင်းမှာပေါ့နော်လုံတဲ့တဲ့အရာလေးကိုကျွန်တော်အနေနဲ့ပြောပြပေးသွားမယ်တကယ်လို့ကိုက TikTok ကနေပြီးတော့ KOL တယောက်ဖြစ်ဖို့ try မယ်ဆိုလို့ရှိရင် follower တယောက်မှမရှိသေးတာဖြစ်တဲ့အတွက် MCB တို့ MMCC တို့လို့ event လေးတွေကို join ပြီးတော့ diamond လေးတွေရယူနိုင်တယ်လို့မျိုး mobile legend video တွေလုံတဲ့အခါမှာ rule လေးတွေကိုလည်းနားလေတလောက်ရှိလာမှာပဲဖြစ်ပါတယ်အဲ့တော့အရှိရပြောခဲ့တယ်လို့ပဲ KOL တယောက် ဖြစ်ဖို့အတွက်သွားနေတဲ့ခရီးလမ်းမှာကြားထဲမှာဒိုင်းမွန်လေးတွေလည်းရမယ်။တည်တင်တိထိုက်တဲ့ rule လေးတွေကိုလည်းတိလာမယ်အပြင်ကမှလိုအပ်တဲ့ follower လေးလည်းရပြီဆိုရင် KOL တယောက်ဖြစ်ဖို့ဆိုတာဘာမှမခက်ခဲတော့ပါဘူး။တကယ်လို့ကိုက YouTube ကို try နေနေဆိုရင်လည်းကျွန်တော်ရှေ့ကပြောခဲ့သလိုပဲ MMCC event တွေကို join ပြီးတော့ကိုလိုအပ်တဲ့ follower လေးတွေကိုရှာနေတဲ့အချိန်အတော်အတွင်းမှာ video လေးတွေလုပ်ပြီးတော့ diamond လေးတွေကိုလည်းရတဲ့တလောက်ရနိုင်မှာပဲဖြစ်ပါတယ်။ဒီလောက်ဆိုရင်တော့ KOL try မယ်ဆိုတဲ့ brother တွေအတွက်ကျွန်တော်ပြောပြခဲ့တဲ့နီလန်းလေးတွေကိုသဘောပေါက်လောက်ပြီလို့ထင်ပါတယ်။ ောက်ပြီးပြောပြချင်တာကကျွန်တော်ရှေ့ကပြောခဲ့တဲ့နီလန်းလေးတွေကလွယ်တလို့လို့တော့ရှိတယ်ဒါပေမဲ့ ဒိုင်းမွန်လေးတွေယူချင်းယုံလောက်နေတော့ KO1 ဖြစ်ဖို့ဆိုတာမလွယ်ပါဘူးကိုယ့်ရဲ့ဝါသနာနဲ့စိတ်အားထက်သန့်မှုလေးလေးလိုသေးတယ်ပေါ့နော်နောက်ဆုံးအနေနဲ့ကျတော့ဘလို့ဗီဒီယိုတွေဖန်တီးရမလဲဆိုတာကိုပြောပြပေးမယ်ဒီနေရာမှာဘရိုတို့ပြောမှာကကျွန်တော်ကဂိမ်းလေးတိတ်ကျွမ်းကျွမ်းကျင်ကျင်ကြီးမစော့တတ်ဘူး editing ကိုလည်းတိတ်ပြီးမကျွမ်းကျင်ဘူးအဲ့တော့ကျွန်တော်ကဘလို့ဗီဒီယိုတွေလုပ်ပြီးတော့ KO1 တယောက်ဖြစ်မှာလေ KO1 ကတော့ဖြစ်ချင်ပါရဲ့အဲ့တော့ကျွန်တော်ဘာတွေလုပ်တဲ့လဲဆိုတဲ့လူတွေအတွက် editing အတွက်ကိုတော့ YouTube မှာဗီဒီယိုတွေအများကြီးရှိတယ်ကိုစိတ်ချိုက်ရှာပြီးတော့ကြည့်လို့ ရတယ်ဗျာအဲ့ထဲမှာကျွန်တော် recommend ပေးချင်တာဆိုလို့ရှိရင်တော့ကိုနီကလောက်ရဲ့ဒီဗီဒီယိုနှစ်ပုဒ်ကိုသွားကြည့်လိုက်လို့လည်းရပါတယ်ကဲအဲ့ဒီတော့ဘယ်လိုဗီဒီယိုတွေလောက်ရမလဲဆိုတဲ့သူတွေအတွက် idea လေးနည်းနည်းပေးမယ် ကျွန်တော်ကိုယ်တိုင်လည်းမိုဘိုင်းလက်ကျင့်ကြီးကိုကျွမ်းကျွမ်းကျင်ကျင်ကစားတက်တဲ့သူတယောက်မဟုတ်ဘူး။ဒါလည်း Pro Pro ကိုတိတ်ပြီးအများကြီးပြောပြเสียရမလိုတော့ဘူးလို့ထင်တယ်။ဘာလို့လဲဆိုတော့ကျွန်တော်ရှေ့မှာလင်းကင်ပြီးတော့လုတ်ပြနေတာတွေကတော်တော်လေးကိုလမ်းနေလို့ပေါ့နော်။အဲ့တော့ game ကိုကျွမ်းကျွမ်းကျင်ကျင်ကြီးမစော့တတ်ဘူးဆိုရင်တောင်မှကိုကဒီ game နဲ့ပတ်သက်တဲ့ talent လေးတစ်ခုခုကို literacy ကိုချပြနိုင်လို့ရှိရင်အဆင်ပြေပါပြီ။အဲ့တော့ကျွန်တော် brother တို့ကိုရှေ့မှာရှင်းပြခဲ့တာတွေကပြည့်စုံတဲ့လောက်တော့ပြည့်စုံသွားပြီလို့တော့ကျွန်တော်အနေနဲ့ထင်ပါတယ်။အဲဘာလာလာဖောင်းထုတ်မယ်ဆိုတော့ ွယ်ဆရာကြီးတွေအနေနဲ့လဲကောမန့်လေးမှာဝင်ရောက်ပြီးဖောင်းထုတ်ခဲ့လို့ရတယ်လို့မသိတာရှိလို့မေးချင်တဲ့သူတွေအနေနဲ့လဲကောမန့်လေးမှာမှန်းခဲ့ပြီးမေးခဲ့လို့ရပါတယ်ဗျာ။အော်ပြီးတော့ဗီဒီယိုလေးကိုအဆုံးထိကြည့်နေတယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလေးလုပ်ခဲ့ပေးဖို့လေးတောင်းဆိုချင်ပါတယ်။ Okay so see you next video guys. ဒါနဲ့ Neobase Event ကြီးမှာဆိုလို့ရှိရင်တော့ဖြင့် Neobase skin အသစ်တွေကို follow ရနိုင်ပြီပဲဖြစ်ပါတယ်။ ဖေတောငင်ဖေ1က19ရက်နေ့မှာလာမှာဖြစ်ပြီးတော့ဖေ2ကတော့22ရက်နေ့မှာလာမှာပဲဖြစ်ပါတယ်အသေးစိတ်ဂုံစင်းကြီးကိုသိချင်ရင်တော့ကျွန်တော်ရဲ့ channel ထဲမှာဗီဒီယိုလေးတင်ထားပေးပါတယ်တွေ့ကြည့်လိုက်လို့ရပါတယ်ဗျာ